ချမ်းနဲ့အဝိချမ်းနဲ့အဝိချမ်းနဲ့တော့စုံတာလဲကြာပြီပေါ့နော်စုံတာကြာပြီဆိုမဲ့အပြင်မှာတော့အဲ့လိုမမဒီကမမခိုင်မာနဲ့လည်းခင်နေတော့အမြဲဟိုခင်နေပေါ့နော်အဲ့လိုဟိုတကယ်မောင်နှမရင်းချတယ်လို့ပဲပေါ့အဲ့လိုပဲမွားနာမည်ပေးရန်တော့လေးတည်ရမှာလားလို့ shooting team မှာဆိုရင်ကိုပေးလိုက်တဲ့နာမည်ရအဲ့လိုတွင်သွားတာအဲ့လိုပြအခုဆိုမခိုင်မာစာမိချမ်းပဲဖုန်းပြောလို့ရှင်တက်မီးရေမိချမ်းကလေးမဖြစ်တယ်ညာဖြစ်တယ်အဲ့လိုအဲ့လိုအဲ့လိုဆိုတက်မလားမိချမ်းကလေးအပြစ်ထွက်သွားအဲ့ဒီမှာဂျင်းသွားတယ်ပြန်လာမယ်ဆိုပြန်မလာသေးဘူးက ဲတည်မလားလို့အလိုလိုဖြစ်သွားမခိုင်ပါဘူး acting လုပ်တဲ့နေရာမှာ short ပေးရမ short ပေးရဆိုတာမျိုးကဒါ actor ကြီးအကုန်လုံးသိကြမှာအဲ့လိုကြီးမရှိကြပါဘူးဟို actor ကအဲ့လို short ပေးပြီးလုပ်လို့ရတဲ့ဟာမျိုးလည်းမဟုတ်ဘူးလေနော်ကိုယ်စိတ်ခံစားချက်အတိုင်းပဲဟိုပုံဖော်ရမှာဆိုတော့အဲ့လိုအဓိကကတော့ chemistry မိဖို့ပေါ့နော် short ပေးတယ်မပေးရမျိုးက game ဆော့နေရမှာမဟုတ်တာဆိုတော့အဲ့လို chemistry မိပြီးတော့အာတယောက်နဲ့တယောက်ပေးယူမျှပြီးတော့ဒီ scene ဆိုရင်ဒီ scene တစ်ခုကလှလှပပနဲ့အာ ကြည်ကောင်းကောင်းထွက်လာမှုပေါ့အဲ့ဒါအဓိကပါပဲဟုတ်ဒီကားတော့မောကအာဇလန်တွဲနာမည်ရောမုံမန်ညိုဆိုရယ်ဇလန်တွဲပေါ့နော်ဒီကားမှာလည်းဒီอืมအဲကာရက်တာလေးတစ်ခုနဲ့ထူးထူးခြားခြားမြင်ရအောင်ပါဗာဒီဇက်ကိုဖတ်လိုက်တဲ့ချိန်မှာလည်းမူကရန်လည်းသဘောကျတယ်နောက်ပြီးတော့အဲဘယ်လိုပြောမလဲအဲထူးခြားတဲ့ကာရက်တာလေးတစ်ခုလည်းဖြစ်တယ်ပေါ့အဲအမေရယ်တမီးရယ်နောက်ပြီးတော့ sorry ကတော့ဟိုဟာဟိုဟာပေါ့ သုံးမွေရဆိုင်တယ်လို့လို့မဆိုင်တယ်လို့လို့လေးဖြစ်နေတာပေါ့နော်ဆိုတော့ဒီဇက်အိမ်လေးလည်းပြိတက်ကြိုက်မဲ့ဇက်အိမ်လေးလည်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ကလက်ခံပြီးတော့ရိုက်ကူးဖြစ်တာပါရှင်ဟုတ်ကဲ့ဒါဇလန်းကလည်းတိုက်တဲရလေးလှချရဲဆိုတော့ဟုတ်ကဲ့မုန်းနေအညိုးတွေနဲ့အမုန်းကိုဘယ်လိုလေးပေါ့အမုန်းနေအညိုးတွေနဲ့ကနေပြီးတော့အစပြုပြီးတော့ဖြစ်တည်လာတဲ့နောက်ဆက်တွဲအကျိုးဆက်ဇလန်းနေပေါ့နော်ဆိုတော့အမှန်တော့အမုန်းနေအညိုးရာနေစရမို့တကယ်စလိုက်တာအချက်ကနေစရအချက်ကနေစပြီးမှ အချစ်တွေကြီးပြီးတော့အမျက်တွေကြီးပြီးတော့မုံတွေညိုပြီးဖြစ်သွားတာ sorry ဘာကြောင့်ဆိုလဲအဲမုံတွေညိုပြီးဖြစ်သွားဖြစ်သွားချိန်မှာအဲ့ရနေပြီးတော့ပြန်ပြီးတော့အာအာဃာတတွေများလာတာပေါ့ဆိုတော့အဲ့လိုမျိုးပေါ့ဟုတ်ဟုတ်အဲ့လိုအိမ်တော်ကြီးအဲသူကအလိုအလို family drama လို့လဲအဲ့လိုမျိုးလေးလေးဖြစ်တယ်ဆိုတော့ drama ပေါ့ drama ပါပဲဟုတ်ကဲ့ဟုတ်ကဲ့မိုးလုံးရမယ့် character နာမည်တိုင်းအလိုပြတ်သားတယ် တည်ကြည်တယ်ထက်မြက်တယ်ဆုံးဖြတ်ချက်ချပြီးဘယ်တော့မှမပြင်တတ်ဘူးကိုယ်စိတ်ထဲမှာ အာဒီလိုမျိုးအာတခုကိုကထားပါတော့ချစ်နေရတာမှချစ်နေရနေတော့မှအဲ့လိုဆုံးဖြတ်ချက်ချထားရင်မချစ်ဖို့ဆုံးဖြတ်ချက်ချထားရင်တော့လုံးဝမချစ်တော့ဘူးဆိုတော့အဲ့လိုမျိုးအဲ့လိုမျိုး character မျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုးပြင်အောင်မိုးကတော့အာအကောင်းဆုံး ပြင်ဆင်ပါပါ။ဒီပြည့်ရဲ့ကောင်မလေးရောအမှန်ပဲမှာ။ဒီကတဲနှုတ်တယ်။နှုတ်တယ်မခင်မခင်လည်းမြင်တိဆုံးပါ။ဒီကတကယ်အချစ်ကြီးအမြကြီးရေဆိုတကယ်ပေါ့။အချစ်ကြီးအမြကြီးရလား။နော်ကြီးမဲ့ထင်တယ်။ဒါမှဒီမှာလေးချစ်ကြပြီးတော့မျက်ကြီးကြရဖွဲ့ဖို့လားဒီမှာ။ငယ်ကြီးအောင်ရင်းနေလေလားပြန် ဟုတ်ကဲ့ဟုတ်တယ်မိချမ်းနဲ့အဝိချမ်းနဲ့အဝိချမ်းနဲ့တော့မစုံတာလဲကြာပြီပေါ့နော်မစုံတာကြာပြီဆိုမဲ့အပြင်မှာတော့အဲ့လိုမမဒီကမခိုင်မာနဲ့လည်းခင်နေရောအများဟိုခင်နေပေါ့နော်အဲ့လိုဟိုတကယ်မောင်နှမရင်းချတယ်လို့ပဲပေါ့အဲ ကျမမဟေတီရိုက်ပြီးကလေးကအောင်ရနေရမဆုံတာကြာပြီပေါ့အာကျမမဟေတီကနောက်ဆုံးဇက်လန်တွေဖြစ်မှာပေါ့သူနဲ့ရိုက်ခဲ့အခုထပ်ပြီးတော့ထပ်ဆုံးတာပါဒီချက်ဆက်တင်ပြရအောင် အဲ့လိုပဲမွားနာမည်ပေးရန်တော့ရည်တည်ရမလားလို့ရှူတင်ဒီမှာဆိုကိုပေးလိုက်တဲ့နာမည်ရလို့တွင်သွားတာအဲ့လိုမျိုးအခုဆိုမခိုက်ပါစာမိချမ်းပဲဘုန်းပြောလို့ရှင်တက်မီးရေမိချမ်းကလေမဖြစ်တယ်ညာဖြစ်တယ်အဲ့လိုအဲ့လိုအဲ့လိုဆိုတက်မလားမိချမ်းကလေအပြစ်ထွက်သွားအဲ့ဒီမှာဂျင်းသွားတယ်ပြန်လာမယ်ဆိုပြန်မလာသေးဘူးအဲ့တက်မလားလို့အဲ့လိုအဲ့လိုဖြစ်သွားမခိုက်ပါပါဘူးမိချမ်းပြရကိုပေးတွင်တယ်မိချမ်းပြရတဲ့အကြောင်းရင်းလေးရှိပါ ဲ့လိုပါဟုတ်ပါဒီလိုပဲပေါ့လို့အဲ့လိုအဲ့လိုအပြားဆုံးခေါ်ရင်လည်းဒီလိုပဲမှွေနှောင်ရင်လည်းခေါ်ရင်လည်းမြချမ်းဖြစ်သွားအောင် ဒီထဲမှာလေဒီနေ့တတိယပုံလည်းတော့ဟုတ်ကဲ့ပြပြအောင်ကတော့ကိုစိတ်ကိုယ်ကိုပြီးပါတယ်အဲပြပြအောင်တော့လောက်ရမှာပေါ့နော်ဆိုတော့အရင်မှလည်းဟိုမိုးလို့ရိုက်ခဲ့တဲ့အမင်းနဲ့တမီးကလေးတိတ်လေးနေလေအခုကဟိုဟာတန်တာညီဆိုတော့ကိုနဲ့ကိုနဲ့ကိုညီမလေးပေါ့နော်ဆိုတော့ဒါပေမဲ့အမိုးကတော့ဟိုဟာပေါ့ဒီအသက်ဒီ40 30ကျော်လေးစင်တာဝင်ချင်မျိုးသမီးတယောက်ပေါ့အဲသူကကိုယ်အဖြစ်ပါဖြစ်သွားမလားတော်တော်များပြောသေးမပြောသေးအဲ့လိုဆိုတော့အဲဘော့တုံးဝဆိုင်လေးပေါ့မိန်းနဲ့သမီးနဲ့ဟုတ်ကဲ့အနေနဲ့ဆိုသူနဲ့ထိတ်တိုက်တွေ့ရအောင်

အော်မဟုတ်ပါဘူးတဲ့ acting လုပ်တဲ့နေရာမှာ short ပြရမ short ပြရဆိုတာမျိုးอ่ะဒါ act တိုင်းအကုန်လုံးသိကြမှာအဲ့လိုကြီးမရှိကြပါဘူးဟို act ရအဲ့လို short ပြပြီးလုပ်လို့ရတဲ့ဟာမျိုးလည်းမဟုတ်ဘူးလေเนาะကိုယ်စိတ်ခံစားချက်အတိုင်းပဲဟိုပုံဖော်ရမှာဆိုတော့အဲ့လိုအဓိကကတော့ chemistry မိဖို့ပေါ့เนาะ short ပြတယ်မပေးရမျိုးอ่ะ game sort နေရာမှာမဟုတ်တာဆိုတော့အဲ့လို chemistry မိပြီးတော့အာတယောက်နဲ့တယောက်ပေးอยู่မျှပြီးတော့ဒီ scene ဆိုရင်ဒီ scene တစ်ခုကလှလှပပနဲ့အာ ကြည့်ကောင်းကောင်းထွက်လာမှုပေါ့အဲ့ဒါအဓိကပါပဲဟုတ်ဟုတ်တကယ်တမ်းပြောဆိုကိုကမစရောနေပေါ့နော်ထားပြတာပြပြရမလားတတ်ရမလားမသိဘူးလိုရောပြရအောင်ဟမ်လိုရောပြရအောင်လိုရဟာကနည်းနည်းနည်းပါရှိရောရှိနည်းပါတယ် နေတော့နဲမယ်ထင်တယ်ငယ်ဘွားလေးမှာတော့ရှိမယ်ထင်တယ်ဟုတ်ငယ်ဘွားလေးပါတိရောလေးမောအများတန်းဘာသာတာလည်းမသိဘူးငယ်ဘွားတော့ကားရိုက်ရိုက်ရအဲ့လိုကြောင်းသူလေးတွေတို့ဆယ်စော်တက်လေးတွေတော့အရှင်းပါရိုက်ခဲ့မှာဆိုရင်အမုံမြင့်တော့ကလည်းအဲ့လိုငယ်ဘွားလေးတွေတက်မလားကျူရှင်ပါလေအဲ့အဲ့လိုကျူရှင်တက်တဲ့ character လေးပါတယ်အရှုံးမဲ့နိုင်ပါလေငယ်ဘွားတွေပါတယ်အဲ့လိုဖြူစိမ့်နေတယ်အခုလည်းငယ်ရအောင်မယ်အဲ့လိုလေးလို့လေနော်အဲ့လိုပဲဟုတ်ပါတယ်ဆယ်စော်တက်တဲ့ဘွားတွေလည်းဖြစ်တယ်ဟုတ်ဒီဟာသူရဲ့ ုတ်တွေအញ្ញမ်းကိုထင်ပေါ်လာဘူးเนาะဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်တယ်ဟုတ်ဟုတ်အဲ့ဒီဟာတော့ဘာဒါဘယ်လိုမစိတ်ခံစားမှုဖြစ်စင်းလိုက်ပါအဲ့ဒီဝတ္ထုကရဲ့နာမည်ကြီးဝတ္ထုလည်းဖြစ်တယ်ပေါ့เนาะပြီးတော့ဆံမရဲ့လွန်ထားထားရဲ့ဝတ္ထုတွေမမရိုက်ဘူးပေါ့ပြီးတော့ကိုကွာရဲ့လည်းဆံမရဲ့ fan တယောက်ဖြစ်တယ်ဆိုတော့တာဝန်လက်ကြီးရဲ့လိုခံစားရတယ်အဲ့ပြီးတော့ဒီ character ကိုလည်းအကောင်းဆုံးဟိုဟိုလှုပ်ဖို့အတွက် energy ပြည့်ရှိနေတယ်အဲ့လိုမျိုးဆိုတော့အကောင်းဆုံးကြိုးစားမှာပါဒီကားလေးဆိုလို့ရှိရင်လည်းကိုရင်ကလေးကတိုက်ခဲ့တဲ့ဝတ္ထုဖြစ်တယ်ဆိုတော့ထပ်တူကြပါတယ် ဇက်ကောင်ကထပ်ထူကြကြပါတယ်ကြပါတယ်ကြတယ်ဒီခါကျလေကိုလုံးချင်တယ်ကိုကြိုက်တဲ့ဘက်ကရှိတယ်ကိုလုံးချင်တဲ့ဇက်ကောင်လည်းကြကြပါတယ်ဇက်ကောင်ဒီခါကျရင်တော့ရဲတဲ့ဖြစ်ပါတယ် relate ဖြစ်ပါတယ်မို့လဲကြပါတယ်အဲကိုလုတ်ချင်တဲ့အရာတွေကတော့အများကြီးရှိပါတယ်ဝတ္ထုမိုကြိုက်တဲ့ဝတ္ထုတွေလည်းအများကြီးရှိတယ်အာတခြားပေါ့อืมဆီယမ်မဂျူဝတ္ထုတွေလည်းအများကြီးရှိပါတယ်အများကြီးပါ ဆိုတော့ခုနကတော့ပြင်ရတရေကလည်း character လေးအပြင်မူမူလေးကွာတယ်ပြင်ရချစ်တက်တယ်ဆိုတော့အဲနောက်တစ်ယောက်ချစ်တက်ချစ်တက်ချစ်တက်ပါရဲ့မောကအဲ့လိုမျိုးအဲမောကခါကြရဲ့အဲ့လိုမျိုးမောကအဲ့လိုမောပထမဆုံးမောတွေ့ရလူဆိုလို့ရှင်အကုန်လုံးကအဲ့လိုမျက်နှာတည်တယ်အဲ့လိုမျိုးထင်ကြရပေမဲ့တကယ်မောကစိတ်အရမ်းလူတယ်အဲ့ဒါမောနဲ့ပေါင်းတဲ့ပေါင်းတိတ်သွားအဲ့လိုတရင်တနည်းမဟုတ်ပဲနဲ့အဲ့လိုနည်းနည်းလေးတိသွားပြီးစဲလူဆိုရင်တော့ ဲ့လိုခင်ွားပြီဆိုရင်ဟိုအရင်ခင်မှာမဟုတ်နည်းနည်းခင်ွားနေဦးတည်ရဲ့အဲ့လိုမျိုးအဲ့အဲ့လိုစိတ်အရင်နုတယ်ပြီးတော့တခုခုဆိုအရင် emotional ဖြစ်လွယ်တယ်အဲ့လိုပေါ့နော်ဟုတ်ကဲ့ကြည့်အပြစ်မမြင်တတ်ဘူးဆင်အပြစ်လည်းမြင်ပါတယ်အဲ့လိုတိတ်ဆောက်ခံဝဲတော့တာပါအဲ့လိုတော့မဟုတ်ပါဘူးဒါပေမဲ့ဟိုငငယ်တော့ကဆိုလို့ဆိုဆယ်ကျော်တတ်တော့ကတော့အဲ့လိုမျိုးရှိရပါတော့ဒါပေမဲ့အခုကတော့ဆယ်ကျော်တည်းမဟုတ်တော့ဘူးလေနော်၃၀ကျော်တည်းဖြစ်သွားပြီအဲ့ဒါလိုပါပဲဟုတ် တပိကမိမကိုရှယ်တာအားကြအဲ့ရန်ချစ်လို့ရန်ချစ်လို့အဲ့လိုမျိုးအားကြလို့အဲ့သူတို့ရဲ့ private wedding လေးကိုလေအဲ့လိုအရန် meaningful ဖြစ်တယ်လို့ခံစားရတယ်။ဟုတ်ကဲ့ပါအမဟောဟောဟောကျေးဇူးတင်ပါမလာမယ်လေကိုလည်းကြိုက်ဖို့ဒီမှာရိုက်ကူးလေးရင်လောက်ကြမယ်လေနော်မမမကိမလေးမျိုးစီစဉ်မရမယ် ကိုစိတ်ကူးတဲ့ကမင်္ဂလာပေါ်လေးဆိုအဲ့လိုလေးဖြစ်စေချင်တာလားအဲ့လို private ဆက်ဆက်အဲ့လို wedding ဆိုအဲ့လိုမျိုးငယ်ငယ်တည်းကစိတ်ကူးမိရရအများကြီးရှိရအဲ့လို private ဆိုတာတဲ့အဲ့လိုအဲ့လို forest wedding လေးတို့ beach wedding လေးလို့အဲ့လိုမျိုးဆိုတိုက်တယ်အဲ့လိုမျိုးတိုက်တယ်